ပါပီလိုနင်းဖင်ကို အခန်း29ကာဗိုနီရီအသက်ခံရခြင်းလွယ်ရကျွန်းတို့ပြန်ရောက်ခဲ့ပြီးမနေ့ကကျွန်တော်တကယ်ချင်းကာဗိုနီရီအသက်ခံရ၏ရေချိုးကမ်းနားဆက်ပြတိုင်းနေစဉ်အလေးဓာဖြင့်ထိုးခံရပြီးအသက်ခံရခြင်းဖြစ်တတ်သူမှာအာမေးနီးယားလူမျိုးတဦးဖြစ်သူတို့အဖွဲ့မှာလူတောင်းဤ6ရောက်အုပ်စုဖြစ်ကာဗိုနီရီအလောင်းကိုပင်လယ်တွင်းမြုပ်နှံသည့်အလုပ်ကိုကျွန်တော်ကိုယ်တိုင်တာဝန်ယူပြီးလုပ်ခဲ့၏ကျွန်တော်ချက်လာစွာသောတငယ်ချင်း၏နောက်ဆုံးခရီးကိုမိသူလက်သူမျှကျွန်တော်တာဝန်မခွဲခြင်းမှာ အလောင်းကိုမြေဆက်ရောက်အောင်ရေခဲတိုင်းမှာတည်ပိုးရသည့်အလုံးမှာမတတ်တာကျွန်တော်ကိုကူညီတဲ့ဘေးဒီအတုမတာဝန်ချအကျဉ်းသားမှာဘလာအလွန်ကောင်းသူဖြစ်သူကတည်ပိုးနေကြမှုကြံ့ကြံ့ခံနိုင်ကျွန်တော်မှမူလမ်းထွင်လေးချိန်နားရဤမနာပြီမဖြစ်လေဆိပ်သူမရောက်မီအလွန်မဆောက်တော့ကုန်းမြင့်ကြီးတစ်ခုကိုဖျက်ကျော်ခဲ့ရဤညနေ6:00နာရီထိုးသည့်နေ့ကန်စိမလေစာထွက်၏အသူဘချခေါလောင်းထိုး၏ထိုးချိန်၌နေမဝင်တော့မီအနောက်ဘက်မကုတ်ဆော့ဝိုင်းရေပင်ပေါ်၌ဘောလုံးမျိုးနေ၏ ာဗွန်နီယူကျောင်း၌အလွန်လေးသောကဲတလုံးကိုချီရေထဲပစ်ချသည်နှင့်မြုပ်သွားရန်အတွက်ဖြစ်ထို့နောက်အဝေးအိတ်အတွင်းသို့အလောင်းကိုထိမမမကိုင်းနိုင်အောင်အဝေးအိတ်ကိုတစ်ထပ်ဖြင့်စိမ့်မချလေးတက်လုပ်ပြီးရေထဲထည့်ဤရေထဲချရမိနေရာသို့ရောက်ခဲ့ပြီထို့နေရာမှာစိန့်ဂျိုဆက်ဂျွန်းနှင့်လွယ်ရဲဂျွန်းအကြားအလဲတက်တက်ခန့်တွင်ရှိဤငမန်းဒလာစင်ခန့်လေဘေးတွင်ပေါ်လာဤကျွန်တော်ကငမန်းများကိုလော်တက်ဖြင့်ခြောက်ထုတ်လိုက်ပြီးကာဗွန်နီရီအလောင်းကိုရေထဲဖြစ်ချလိုက်ဤ အံ့ရဖြစ်ပါသည်မမန္တာသင်ပေါင်းများစွာရုပ်တရက်ပေါ်လာ၏မြုပ်သွားပြီဖြစ်သောကာဗွန်နီရီအလောင်းမှလည်းအဘယ်သို့ရေပေါ်ပြန်တက်လာသည်မပြောတတ်ပြန်ပေါ်လာ၏ထိုပေါ်လာချိန်၌အိတ်လေးတက်မှလည်းပေါက်နေခြင်းပြီကာဗွန်နီရီမျက်နှာတစ်ချမ်းမှလည်းမရှိတော့ငမန်းစားလိုက်လေပြီကျွန်တော်မျက်စိရှည်တွင်ပင်ကိုယ်တစ်ပိုင်းရုပ်တရက်ပြတ်သွား၏ဘိုက်တွင်းမှမြင်မကောင်းသောအစိပ်ပိုင်းများထွက်လာ၏ကျွန်တော်ဆက်မကြည့်ရတော့ကြည်လည်းမကြည့်ကျင်တော့ကျွန်တော်ဘဝတွင် ပထမဆုံးတေးပြစ်လိုက်ခြင်းစိတ်ပေါ်လာသည်ပြန်စို့ပြန်စို့မဲမဲပြန်ချို့ ကျွန်တော်တို့ပါလာတော့ဝါလာမှာလဲကျွန်တော်ခဲ့တို့ပင်အလွန်တုံလှုပ်နေသည်ဂန်းတို့ပြန်ရောက်ပြီကျွန်တော်လာလန်းတိုင်းအဆောင်ရှိရာသို့ပြန်လျှောက်လာ၏လန်တဝက်တွင်ကျွန်တော်ခိတထိုင်ချလိုက်၏ထိုနေရာမှာတခါကကျွန်တော်အကျွဲဘရူတန်နှင့်ဒေါ်လတန်တို့ပြန်ဝှေ့ခဲ့သောတပ်ပွဲဝင်ခဲ့ကြသည့်နေရာဖြစ်ကာမနီရီဟာတပ်သူကိုကလဲစားခြေရအောင်မီအပေတို့ခြေရမည်နီအချိန်တော့ခိတအသီးခံပြီးစောင့်တင်သေးသည်ဟုကျွန်တော်ထင်၏ မဆောင်ရမပြေအလူသာသမားသည်ယခုတိုးလှဲလာတော့မည်ဖြစ်၍အမဲတရိုရိယဖြစ်နေတော့မည်သူတတိလက်တိအချင်းကိုစောင့်ရအောင်မည်အဆောင်ပြန်ရောက်၏အဆောင်တော့မဖွင့်သေးမီအဆောင်ဝါရာကကျွန်တော်တကူလုံးရှာပြီးကိုရင်ဝတ်ထားသောတားကိုဆွဲထုတ်ကာတင်လိုက်၏ဤတော့တခါမျှဤကျုံးမော်တွင်လုပ်တည်ကိုမမြင်ဘူးပါအာခင်ဗျကျွန်တော်တားကိုတင်လိုက်ရင်ကျွန်တော်ကိုကျွန်တော်ဘယ်လိုလုပ်ကာကွယ်တော့မှာလဲကျွန်တော်ကိုတရားခင်ဗျလုပ်တာလားဝါရာကဘာမှပြန်မပြောကျွန်တော်ကိုအဆောင်နဲ့ပြန်ဝင်စေ၏အဆောင်တကူလုံးမောင်းနေ၏ ခါတိုင်းမိရင်သုံးခုရှိယနေ့ညတစ်ခုတာရှိမိသူကိုများလဲတဲခွဲဆိုတာမတွေ့ရဘာဘီလာလာဂရင်တကကျွန်တော်လက်ကိုဆွဲပြီးကျွန်တော်တို့အုပ်စုရှိရာသို့ခေါ်သွား၏တခန်းလုံးတိတ်နေသည်အလွန်ကြီးသောပြဿနာတစ်ခုမင်းနဲ့ပိုင်အတွင်းကားမှဖြစ်ထားကြဟန်ရှိ၏ငါဒါတော့အသိခံနိုင်ရပြီကွကိစ္စမရှိဘူးဒီညအတွက်တော့မင်းသုံးစရာမလိုတော့ပါဘူးဘာဖြစ်လို့လဲကာဗွန်နီရီကိုတတ်တဲ့အာမေနီယန်ရောတုလူတွေရောသိသွားပြီအလောင်းတွေသေးပေါက်တဲ့အခန်းထဲမှာရှိတယ်ဘသူတတ်တာလဲငါတတ်တာ သူတို့ဖွဲ့တွေရောဟောဘနာမှာရှိတယ်သူတို့ကောင်းဆောင်ကမင်းနဲ့စကားပြောကျင်တယ်တဲ့မင်းသားကိုခဏပေးဂရိတထုတ်ပေးကျွန်တော်သားကိုအတွင်ဘက်သို့ဝက်ကင်ပြီးရန်သူဖွဲ့ရှိရာသို့လျှောက်သွား၏သူတို့ကောင်းဆောင်မှာပတ်ဦးလို့ဆိုသူဖြိတ်ပတ်လို့မင်းကနဲ့စကားပြောကျင်တယ်ဆိုဟုတ်တယ်တယောက်ချင်းလားအဖွဲချင်းလားဘလူတို့အုပ်စုမှာစုထိုင်နေလေးယောက်ဖြိတ်မင်းပါပြောကျင်တာလေကျွန်တော်ရဲဘော်များကလည်းကျွန်တော်နောက်မှာလိုက်လာကြ၏ဘာဖြစ်လို့မင်းလူလဲတယောက်တည်ပြီးငါလူလဲနှစ်ယောက်တည်ပြီး မသဘောကတော့အခုနောက်နဲ့ပဲတော်ပြီမင်းတို့ဘက်ကရောငါဘက်ကရောထပ်ပြီးကလေးသားချေကြတော့မလို့တော့ပဲရက်ကြစီခြင်းနဲ့ကျွန်တော်ရုတ်တရက်ဘာပြန်ပြောရမည်မသိငါလူရည်နဲ့ငါတိုင်မယုံမယ်ဒီလိုတော့ငါဘက်ကစကားမပြန်ခင်အတွင်းမှာမင်းတို့ဘက်ကလည်းတို့ကိုရံမရှာနဲ့တို့လည်းရံမရှာဘူးမင်းလူတွေမင်းနိုင်မလားနိုင်နေဂေါဂနီကရံပွဲကိုဆက်ချင်ဤဂျင်းကာစတယ်လီနဲ့ဂရေဗွန်ကအဆုံးသက်ချင်ဤဂရင်ဒက်ကဘာမှမပြောချားနေဤကျွန်တော်အိယာပေါ်ပလက်လဲလိုက်ဤပါပြီမင်းအိတ်ချင်းအိတ်တို့အလဲကြခင်းဆောင်ကြမယ် ကျွန်တော်မျက်လုံးမိတ်ပြီးအိမ်ရန်စူးစမ်း၏မရလောလောဆယ်ရှင်းရမည့်ရန်ပွဲပြဿနာထက်ကာဗွန်နီရီအလောင်းကိုညနေကငပန်းများဝါးမြူကြပုံကိုမျက်စိနဲ့မြင်နေ၏ဖြောင်းပြည့်ရန်မြည်တို့များစူးစမ်း၏မရကန်ဆိုးရှာသည့်တငယ်ချင်းကာဗွန်နီရီကျွန်တော်သည်စိတ်ထဲကယတိပြတ်ဆုံးပြတ်လာ၏ယခုရန်ပွဲပြဿနာရှင်းပြီးတင်နေလွယ်ရကျုံးတွင်မနေတော့တရေကျုံးတို့ပြောင်းခွင့်ရအောင်စူးစမ်းမည် တရားကျုံးနဲ့ဂုံပိုင်းချပင်လယ်ခရီးမှာ -30 များရှိ -30 ခရီးပင်လယ်ပင်ကိုဖြတ်ရမှာခိုင်ခိုင်ခန့်ခန့်ဖောင်လို့ဆရာမလို့ဖြစ်တယ်လို့အုံတိများကိုစုပြီးတကူခန္ဓာအောင်လောက်ကဖြတ်ကူး၍ဖြစ်နိုင်၏။ဘာပြီးမင်းအိတ်မပြောသေးဘူးလား။ဟဲ့။ကော်ဖီတောက်ချင်လားရော့ဒီမှာဖြော်ပြီးသားတွေရှိတယ်။ကျွန်တော်လဲနေရာမှာထားထိုင်ပြီးကော်ဖီတစ်ကြိုက်တောက်လိုက်၏။ဂေါကနီနီဂရန်ဒတ်မှာမလန်မကန်းတွင်ထိုင်နေသည်။ဘယ်ချိန်ရှိနေပြီလဲ။မနေ့တနားရီထိုးသွားပြီ။ကျွန်တော်ကော်ဖီတစ်ကြိုက်ထပ်တောက်လိုက်ပြန်၏။ ကာဗွန်နရီထွက်မင်းတိုက်စိတ်အထိခိုက်ကံမနေနဲ့ကွာအိပ်ပြောအောင်ကြိုးစားဒိုရှင်းရမှာရှိသေးတယ်ဂရန်ဒါကကျွန်တော်ကိုပြောလိုက်ဤငါတို့အတွက်စိတ်ထိခိုက်တာတဲ့ဒီညနေသူ့အတူပါမှာငမန်းတွေသူ့ကိုဝိုင်းစားတာကိုမြင်ခဲ့ပြီးမျက်စီတွေကဖျောက်မယားဖြစ်နေတာငါအံ့ဩလို့မဆုံးဘူးကွာအလေးချီပြီးပြချလိုက်တဲ့အလောင်းကိုတို့ရအောင်လိုက်ကြိုက်စားနိုင်ကြတာတော်ပြီတကယ်ချင်းမင်းဘာမှဆက်မပြောနဲ့တော့မင်းဘာရင်းမြင်ခဲ့ရဆိုတော့ငါစဉ်းစားလို့ရတယ်ငါဘာမှပြန်မချခြင်းဘူးမင်းဟိုကောင်းတဲ့ကိုဘလို့တတ်လိုက်တာလေမိအိမ်နေရိုက်ခွဲပြီးအခန်းအမောင်းကြာသွားတော့မှတတ်တာ မင်းပြန်မလာခင်တမင်တတ်တာပဲဒီပြဿနာမှာမင်းကိုမရှုပ်စေချင်လို့ကျေးဇူးပဲဂရင်တာငါစိတ်ထဲမှာတော့အခုပြဿနာကဒီလောက်နဲ့ပဲရပ်ပစ်လိုက်သိမိတယ်နဲ့ငါသဘောလဲဒီလိုပဲမနက်9:00နာရီခွဲတွင်အကျဉ်းသားအဆောင်မှုကအဆောင်ဝါရာကိုလှမ်းတရင်ပို့ဤဝါရာတေးပေါက်ခန်းထဲမှာအလောင်းနှလုံးတွေ့တယ်အကျဉ်းသားအဆောင်မှုမှာတက်ကြီးလာလေပြီး90ကျော်ခန့်ရှိနားလဲကောင်းစွာမကြာကျုပ်ပါလို့ရမှာလေအသက်ပြန်သွင်းပေးရမလားကျွန်တော်တွေ့တယ်ဆိုတဲ့အကြောင်းခမည်းကိုတရင်ပို့တာပါ ခုချိန်ကြီးတော့ကြောက်လဲဝင်မကြည့်နိုင်သေးဘူးမနက်တန်းစီချိန်ရောက်မှသတင်းဆက်ပို့ပေးမယ်အလောင်းတွေရှိတဲ့သေးပေါက်ခန်းနဲ့ဘယ်သူမှမဝင်သေးနဲ့ဟာဒီချိန်ကြီးဘယ်မဝင်နဲ့ဒါလို့ဖြစ်မလဲအားလုံးသေးပေါက်ချင်နေကြတဲ့ချင်းရဟုတ်သားပဲနေဟုတ်တက်ကြက်ကြီးကိုကျွန်တော်သွားပြောပြလိုက်အောင်မယ်တမနစ်ကအတွင်းတက်ကြက်ကြီးရောက်လာ၏တင်းနေကောင်လေးဘယ်သူလဲကျွန်တော်မသိဘူးမျက်နှာတွေမကြည့်ခဲ့ရသေးဘူးအဖိုးကြီးခမရအသက်ကြီးလာပြီးညံတလက်မလောက်မှမရှိဘူးကျုပ်ဒီကမကြည့်ပဲပြောလိုက်မယ်အဲ့ဒီနှစ်ကောင်တည်းကဒီကောင်ကဟိုအာမေးနီးယန်ဖြစ်ရမယ် မနက်ဖြန်တန်းစီချိန်တွင်ထောင်မှရောက်လာ၏အကျဉ်းသားတိုင်းကိုတုံးလုံးချုပ်ခိုင်းပြီးလက်နက်များရှာ၏ဘာများမတွေ့ဒေါက်တာဒီအလောင်းနှစ်ခုကတင်နေတာဘလောက်ကြာပြီလဲထောင်ပိုင်းကဆရာဝန်ကိုမေးလိုက်၏၈နာရီနဲ့၁၀နာရီအတွင်းလောက်ဖြစ်မယ်အကျဉ်းသားဆောင်မှုဒီအလောင်းနှစ်လောင်းကလွန်ခဲ့တဲ့၈နာရီ၁၀နာရီလောက်ကလေးကခမားတို့ခန်းထဲမှာရှိနေတာကိုတညာလုံးခမားလုံးကမသိဘူးလားမသိဘူးခမားပါလုံးနေလဲကျုပ်အိတ်နေတယ်ဘာဇံလေးမှမကြဘူးလားမကြဘူးကျုပ်ကအသက်80ရှိနေပြီတကြုံရောက်နေတာပဲနှစ်ပေါင်း40ရှိပြီ ယောက်ကလူအိုးနားလဲကောင်းကောင်းမကြားဘူးမျက်စိလည်းမုံတယ်တနေ့တနေ့အိတ်ချိန်များများရမှနောက်တနေ့အလုံးလုံးနိုင်အောင်မလို့မိုးချုပ်တာနဲ့အိတ်ရတယ်ဒါကြောင့်ကျုပ်ဘာမှလည်းမကြားဘူးဘာမှလည်းမမြင်ဘူးကိုင်မင်းတို့ကျန်တဲ့ကောင်တွေကောလူသားသမားနဲ့ပတ်သက်ပြီးတဲလွန်စားပေးနိုင်တဲ့လူရှိသေးလားငါရဲရဲကြီးတာဝန်ယူတယ်တဲလွန်စားပေးနိုင်တဲ့လူကိုကျွန်းထံကချမ်းသာခွင့်ရအောင်ငါလုပ်ပေးမယ်ပြောကိုတိတာမင်းသားရဲရဲပြောကြမိလူတန်များပေါ်မလားထောင်ပိုင်းကြီးဘာမှစံမမေတော့အလောင်းများကသာရေခဲတိုက်တို့ပို့ခိုင်းလိုက် ထောင်ပိုင်းစစ်ဆေးမှုပြုလုပ်ပြီးနောက်အကျဉ်းသားအားလုံးအဆောင်ပြင်ထွက်ကြ၏အဆောင်တွင်၌ကျွန်တော်တို့အုပ်စုမှလူ9ယောက်ဘလူအိုအုပ်စုမှ4ယောက်နှင့်အကျဉ်းသားအဆောင်မှုအဖိုးကြီးသာကြ၏အဖိုးကြီးမှာအလွန်ပလာကောင်းပြီးအရက်လဲအလွန်မြင့်သူဖြစ်မနေ့ကလူသားပွဲမှာတစ်ဆောင်လုံးပေးကြံနေသောသူများကိုသူရှင်းလင်းနေရ၏ပါဇက်မှာလည်းအမျိုးမျိုးဆဲနေသူတို့အလွန်သဘောကောင်းသူဖြစ်အကျဉ်းသားအားလုံးနှင့်လည်းတဲ့အောင်ပေါင်းတင်တတ်သူဖြစ်မင်းတို့တပွဲကခန်းထဲမှာလုံးနေကြတယ်သူရဲ့ကောင်းဝိထုတွေကလည်းအုပ်စုလိုက်ချကြအောင်မလို့လား မချပါဘူးဒီနေ့တော့မချသေးပါဘူးနောက်တော့သာမပြောနိုင်ဘူးဂေါကနီကပြန်ပြောလိုက်ပေါလိုမင်းကောင်အားတခုမေးခြင်းနဲ့ပေါလိုကကျွန်တော်ကိုစိုက်ကြည့်လိုက်ဘာများပြန်မပြောမင်းကောင်အာမေးနီးယားကငါတို့ကာဗွန်နီကိုတပ်ဖို့ကြံနေတာကိုမင်းချိုသိလားမေးပါကိုသိချင်လို့မေးတာလေလူတယောက်ရေချိုးခန်းထဲမှာမျက်နှာဆက်ပြတိုက်နေတော့အလစ်ဓာတ်နဲ့ဝင်ထိုးပြီးတက်တဲ့နေရာတတိမရှိတဲ့ကောင်တွေလောက်တဲ့နေမင်းတို့အုပ်စုအနေနဲ့ဓာတ်မျိုးကိုသဘောတူလိမ့်မယ်မထင်လို့ငါမေးကြည့်တာငါချိန်ပြီးပြောပါတယ်ဒီကောင်တက်မယ်ဆိုတဲ့ကိစ္စကလုံးဝကြုံမသိဘူး တက်ပြီးမှသိတာဒီလိုတက်တဲ့နေကိုလည်းမကြိုက်ဘူးအခုဒီကောင်ကိုမင်းတို့လာတက်သွားလို့မင်းတို့လာမတက်လဲငါငါတက်တော့မလို့စိတ်ကူးနေတာအဲဒါဆိုလည်းပြီးတာပဲဒိုးအုပ်စုတင်မုန်းနေစရာဆက်ရံဆောင်နေစရာဘာအကြောင်းမှမရှိတော့ပါဘူးကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့လက်ဆွဲနှုတ်ဆက်လိုက်ကြဤရံပွဲပြီးသွားလိမ့်မည်ညနေ6:00နာရီထိုးလင်းမင်းညာကဲ့သို့ပင်အာတုဘပိုလေထွက်သည့်ခေါင်းလုံးထိုးတန်ကြာရပြန်၏ကျွန်တော်မျက်စိထဲ၌ချက်ချင်းမင်းကမြင်ခဲ့သောကာဗွန်နီရီအလောင်းကိုဝိုင်းမြိုချသောငမန်းများကိုမြင်လာမိပြန်၏ ယနေ့မနက်ကဂရင်းတက်တက်ထားသည့်အလောင်းနှလောင်းကိုဝါးမြူကြောင်းတော်မူမနေ့ကကာဗွန်နီရီအသားကိုဝါးမြူထားသည့်ငမန်းတွေဒီနေ့သူ့ရန်သူနှစ်ယောက်အသားကိုထပ်မံမဝါးမြူကြပါစေနဲ့မကောင်းပါမန်ဒီတွေးကြည့်ရလုံးဝမကောင်းပါအသက်ရှင်နေတဲ့ငါရန်သူများဖြစ်ခဲ့သူနှစ်ဦးခန္ဓာကိုယ်မအသားများမှာတေးပြီးနောက်တနေ့တိုင်းငမန်းတကောင်တဲဤဘိုက်ထဲတွင်သွားအတူဆုနေကြသည်ဟုဆိုရင်သိတော့ပါမည်လား ကျွန်တော်လည်းရကျုံးမှအမြန်ထွက်ခွာတော့မြည်ဖြစ်သည့်နည်းဖြင့်လမ်းရှာပြီးသွားတော့မြည်ညနေအာသုဘခေါင်းလောင်းတန်ကြားတိုင်းကာဗွန်ဒီရီအလောင်းကြီးနှင့်ငမန်းအုပ်စုကြီးကိုမိတို့မြပြန်သတိမရပဲနေနိုင်တော့မြည်မဟုတ်